ကျွန်တော်တို့ရဲ့ရှာနေကိုကျေးချူအပ်နေကြတဲ့ဘိုင်းဒါကတကယ်တမ်းပြောရင်တော့ဒီကိုသစ်ဆိုတဲ့လူကစာရဖစာရဖတကယ်ဟုတ်တယ်ဆိုရင်ကျွန်တော်ကကျွန်တော်ကျွန်တော်မေးလိုက်ပါတယ်ဆိုတဲ့စကားကျွန်တော်မေးလိုက်ပါတယ်ဆိုဒါအသက်တွေပဲဒါအသက်တွေပဲဒါတဲ့ဒါတဲ့ခိုင်မာတဲ့အသက်တွေမရှိတော့ဘူးကျွန်တော်ကမေးလိုက်ပါတယ်လို့သဘောဟင်းကပြောတယ်ဆိုတဲ့စကားတွေဟာသူကိုယ်တိုင်စရဖပုံစံမျိုးနဲ့ရေးနေတာပြောနေတာပြောနေတာဖြစ်တဲ့အတွက်သူကိုယ်တိုင် မေးတာလားအဲ့ဒါသူကိုယ်တိုင် မေးတယ်ဆိုရင် ဲ့ဒါကြလားဒီဒီနာဆာကနေတက်မတော်ကိုတိတ်ခါချနေတာပဲတိတ်ခါချနေရပဲကြလားတကယ်တမ်းပြောသူတကယ်သူမေးတာမဟုတ်ဘူးဆိုရင်လည်းပဲသူမေးတာမဟုတ်ဘူးဆိုရင်လည်းပဲကိုတက်ဆိုတဲ့လူကစာရဖအယောင်ဆောင်ပဲစာရဖအယောင်ဆောင်ပဲစာရဖအယောင်ဆောင်ဆိုရင်နာဆာကနေတက်မတော်ကိုတိတ်ခါချအောင်လုပ်နေတာဖြစ်တဲ့အတွက်ဒီလိုအယောင်ဆောင်နေကိုခမရတို့တိတိကြကြအေးအေးယူတဲ့နဲ့အေးအေးယူတဲ့နဲ့ဒီပိုပြီးရိုးရီဇော်ဘုံဟိနေတောင်မှာပိုပြီးအပြစ်ကြီးတာဗောအပြစ်ကြီးတာဗောတကယ်တမ်းပြောရင်ဒီလိုအယောင်ဆောင်နေအယောင်ဆောင်နေ ဒါခုနမောင်မောင်လို့လို့တတိဓာတို့ဘာတို့အာလွန်မျိုးကြလားသူ့ကိုအတနာခံမဲ့ပုံကိုယ်လေးတို့ဘာတွေလို့ရှင်းနေကောင်းကောင်းရှာထားတို့ကြလားမောင်မောင်မဲ့မောင်မောင်လဲတတိဓာလို့ပြောတဲ့စကားတွေဟာဒါတွေပြည်သူတွေကိုစားရဖတဲ့စားရဖအဲ့လိုမျိုးပြည်သူကိုပပလက်မှာအဲ့လိုမျိုးစားရေးပြီးချိတ်ချောက်လို့ရလားချိတ်ချောက်လို့ရလားမြန်မာနိုင်ငံမှာအဲ့လိုမြန်မာနိုင်ငံစားရဖအဖွဲ့ကြီးကအဲ့လိုမျိုးအဲ့လောက်ဆင်အဲ့လောက်ဆင်တန်းနှိမ့်ကြသွားပြီလားနှိမ့်ကြသွားပြီလားထန်ကျေးဦးတို့ဘာတို့သူတို့လဲသူတို့ရေးနေတာတွေကျွန်တော်တို့တွေ့တယ်အဲတွေ့တယ်ဆိုတာတချို့ကိစ္စတွေမှာဆိုလို့ရှိရင်ဒါကအကျန်းဖက် အားပေးနေတဲ့လူတွေကိုဟဲ့ဒါသတိပေးတဲ့အနေနဲ့အဲဒါလောက်တာဒီလောက်ဆိုတော်ပြီသတိပေးတယ်မရဘူးဖမ်းပေါ်တာသူကတော့ဖမ်းရမယ်လူကဖမ်းဒါအကြမ်းဖက်ကိုအားပေးတာလို့တက်တက်တာကနေအခုကိုစော်ပွိုင်းကိုဘာနဲ့တက်တက်ပြမှာလဲအဲဘလော်တက်တက်ပြမှာလဲဘာမှတက်တက်တာကပြလို့မရဘာမှဆုံးဖြတ်ချက်တော့မချသေးတဲ့ကိစ္စတခုကိုဟိုဒီလော်ရီလို့ရီလာမြောင်းပြီးလုတ်ပြီးရင်ကြာအမှုမှုကိုကြီးတက်တက်ကြီးအောင်အမှုကိုကြီးတက်တက်ကြီးအောင်ကြာလူတယောက်ကိုဒုက္ခရောက်တဲ့ထက်ရောက်အောင် သူတို့ဘာမြည်ကြီးငယ်ကြအောင် လုပ်ပြီးကိုထမင်းတလုံးအတွက်ကိုအဲ့လောက်ထိကြိုးစားနေတာတော့တော်တော်အောက်တန်းကြတယ်ဗျာအောက်တန်းစားနေကြတာမနာအဲ့လိုမျိုးကြလားဟာမောင်မောင်လေးသတိထားတို့ဘာတို့ဒီလိုမျိုးပြောတာဟောဗျာအာဒါတကယ်တမ်းပြောရင်တော့အတူတူပဲတကယ်တမ်းပြောရင်တော့အားလုံးကိုချင်းချောက်တာပဲတာဒီကဒါပြည်သူကိုချင်းချောက်တယ်ဒါနာဇာကနေတက်မတော်ရဲ့ဒါမူဝါဒလားမူဝါဒလားနာဇာကနေတက်မတော်ရဲ့လက်ရှိလက်ရှိဘုံချုပ်ကြီးမင်းအောင်လဲဥဆောင်တဲ့နာဇာကအစိုးရကြီးနေ့ လက်ရှိတက်မတော်ရဲ့မူဝါဒလားအဲ့လိုချင်းချောက်ခွတရားဝင်ပေးထားတာကအဲ့ဒါမူဝါဒလားတရားဝင်ခွင့်ပြုထားတာလားအနာသကဘုံကြီးမကြသေးဘူးလားတကယ်တမ်းပြောရင်ဟောမကြသေးတာခင်ဗျားတို့ကအိုကေဟုတ်ပြီငါတို့ယာတို့ကိုလည်းမတိခိုက်ဘူးကွာဒီကောင်လုပ်တဲ့ကိစ္စတွေကဒီကောင်ပြောတဲ့စကားတွေဒီကောင်ရေးတဲ့စကားတွေကညာလာဟန်ကျင်းဦးတို့ကိုတက်တော်မိုင်းဝေတို့ရေးတဲ့စကားတွေကအာငါတို့ယာတို့ကိုလည်းမတိခိုက်ဘူးငါတို့ဘွားတွေကိုလည်းဘာမှတိခိုက်စရာအကြောင်းမရှိလို့လားတိခိုက်လို့လားအဲ့ဒါကြောင့်မလို့လားအဲ့အဲ့လိုမျိုးတွေပေါ့ဗျာတကယ်တမ်းပြောရင်တော့ ဟောကျွန်တော်ကတော့ရေးလိုက်ပါထောင်ချတဲ့တဲ့ဘောကိုစော်ဘောကြီးကိုထောင်ချနိုင်လဲတဲ့တဲ့ဘောခင်ဗျားတို့တတ်နိုင်ရင်လဲတဘွားဘောဗျာဘာကြောက်စရာရှိလဲပြောစရာရှိပြောကြကျွန်တော်တို့ပြည်သူတွေကြောက်တင်းလဲမကြောက်ကြနဲ့ခြောက်တင်းလဲမကြောက်ကြနဲ့ဗျာခြောက်တင်းလဲမကြောက်ကြနဲ့အဲနာသကနာသကနေမွေးသားထားတယ်ဒါအခုနာသကစရဖဘောဗျာစရဖစရဖဆိုတဲ့ဘိုးကြလားဘိုးမူဟောင်းဆိုလားအာကြလားကိုတဲ့ဘိုးမူဟောင်းဆိုလားကိုတဲ့ကတော့ तू ကတော့ချင်းချောက်နေချင်းချောက်နေပြီပေါ်တင်ချင်းချောက်နေဇော်ဘုံကြီးတယောက်တည်းချင်းချောက်တော့မဟုတ်ကျွန်တော်တို့ပြည်သူတရားလုံးကိုချင်းချောက်တာ ်ချင်းကြောက်တာအဲ့လိုချင်းကြောက်နေမကြောက်ကြနဲ့မကြောက်ကြနဲ့ခင်ဗျားတို့ထောင်ကြရင်ထောင်ကြရင်တသက်ပေါ်ဗျာထောင်ကြရင်တသက်ပေါ်ကျွန်တော်တို့တော့ဆွဲကျွန်တော်တို့ပြန်ရင်ဆွဲဆွဲကိစ္စမရှိဘူးကျွန်တော်တို့ကထောင်ကြလက်တန်းပြီဒီချိန်မှာအသက်လဲ90ကျော်ပြီအသက်လဲ90ကျော်ပြီဒါ90တက်ရောက်ပြီ90တက်ရောက်ပြီထောင်ကြလက်တန်းပြီတန်းပြီတန်းပြီဆိုတော့ကျွန်တော်တို့ကတော့ရပြီတကယ်တမ်းပြောသေလဲရပြီသေလဲရပြီဒါကျွန်တော်ဒီလောကောင်းနေဒီလောကောင်းနေရှင်းမှာတော့ကျွန်တော်တို့တော့ဒူးမထောင်ဘူးဒူးမထောင်ဘူးဒီလောကောင်းနေရှင်းမှာတော့ ဒါအခုရခုတည်းကကျွန်တော်ပြောတယ်ကျွန်တော်ဗီဒီယိုဒါတိတ်တိတ်ထားပါဗျာအကောင်နေတိတ်တိတ်တိတ်ပေါ့တိတ်ပေါ့ကျွန်တော်တင်ထားမှာကျွန်တော် Telegram မှာဘယ်တော့မှဖြုတ်မချဘူးကျွန်တော်အခုပြောတဲ့အားတွေမှလည်းကျွန်တော်တင်ထားမှာအဲဒါကြောင့်ဘာကြောက်စရာမှမရှိပြောစရာရှိပြောကြဒါထောက်ပြတာပဲထောက်ပြတာဆိုပြုပြင်စေခြင်းလို့ထောက်ပြတာအာပြုပြင်သိပြီနာသကအနေနဲ့လည်းဒီလိုမျိုးစာရဖားတွေစာရဖားစာရဖားလက်ရှိတာဝန်ထမ်းဆောင်ရစာရဖားပဲဖြစ်နေနေလက်ရှိတာဝန်ထမ်းဆောင်တဲ့စာရဖားတွေနေဒီကောင်နေနေပူးပေါင်းလှုပ်ဆောင်နေတာပဲဖြစ်နေနေဒီသတင်းတွေသူတို့စီရောက်တယ်ဆိုတာစာရဖားကဘေးလို့ရောက်တာ ဟာဖပြလို့ရခင်ဗျားတို့တရားဝင်တို့ကောဒီလိုအွန်လိုင်းပေါ်မှာတင်ဖို့ Telegram မှာတင်ဖို့ခွင့်ပြုထားတယ်ဆိုရင်လည်းပဲခင်ဗျားတို့ထိမ့်တဲ့ပြီဒါတွေကဖောင်းနေပြီဖောင်းနေပြီခင်ဗျားတို့ကုန်တိတ်ခါတော်တော်ညှိုးနှမ်းကြရတယ်ဖြစ်နေပြီတိတ်ခါကြနေပြီအားကြောင့်ဒီအဖတွေခင်ဗျားတို့လည်းဒီလိုအယောင်ဆောင်တွေအယောင်ဆောင်အယောင်ဆောင်ဆိုတာခင်ဗျားတို့ငွေထားတဲ့လူတွေကိုနေကအယောင်ဆောင်တွေပါဗျာတက်လားဟိုထမင်းတလုံးအတွက်ကိုသူများမြေကြီးငယ်ကြအောင်လုပ်ပြီးစနေရတဲ့ဘောကအောက်တန်းသားတွေအောက်တန်းသားတွေဘာမှ သူတို့ပေးတဲ့တရင်လေးပဲရေးပြီးအဲ့ဒါကိုသူတို့ကိုသူတို့အလုတ်ကြီးကင်ကြီးလုပ်နေတယ်လို့ထင်နေကြတာအာဒါမဲ့တိုင်းပြည်အတွက်အကျိုးမရှိဘူးရှိပါတယ်ကျွန်တော်တို့အားပေးပါတယ်လုပ်ပါလိုတယ်သူတို့လောပုံကိုယ်တွေလည်းလိုတယ်လူမိုက်တွေလည်းလိုတယ်လက်ပါသေးတွေလည်းလိုတယ်ဒီလိုမျိုးနတ်ဆက်ကမွေးထားတဲ့ခွေးတွေလည်းလိုတယ်လိုတယ်သူ့နေရာနဲ့သူသုံးကြတယ်တုံးကြတယ်သို့တော်လည်းပဲတချို့ကိစ္စတွေမှာသူ့နေရာနဲ့သူတုံးကြနေမယ်လို့စီးကြောလာရင်တော့နည်းနည်းလေးထိမ့်ဖို့ကောင်းတာပေါ့ဗျာစီးကြောလာရင်တော့နည်းနည်းထိမ့်ဖို့ကောင်းတယ်အခုကသူများပြောအောင်ကျွန်တော်တို့ကဒါထောက်ပြတော့စီးတွေကြောနေပြီ စီးတွေဘောင်တွေကြောနေပြီစီးတွေဘောင်တွေကြောနေတာဖြစ်တဲ့အတွက်ဟိုကျွန်တော်တို့ကတော့မြင်မကောင်းလို့မို့တာနောက်ဆုံးအကြိမ်ဖြစ်နေထားပြောတာပေါ့ဗျာအဲခင်ဗျားတို့ဘုံရိပ်တွေဒါနာဇာကရောတမ်ဘရော်ရောခင်ဗျားတို့ဘုံရိပ်တွေကိုဆွဲချနေတာခင်ဗျားတို့ကိုကြလားခင်ဗျားတို့ရဲ့လက်ပါးစီတွေပဲခင်ဗျားတို့ရဲ့လက်လက်ပါးစီတွေပဲဒီကောင်ဟာဆရာဖာဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေခင်ဗျားတို့တကယ်တမ်းပြောရင်ဒီလိုလူတွေကိုအေးမြူခြင်းတောင်မှသတိပေးသင့်ပြီးထိုင်းသင့်ပြီးအဲ အဲခင်ဗျားတို့ဇာတို့ခင်ဗျားတို့စေတဲ့နေတို့ဘာတွေတို့တို့ကြည်ရလာတာပဲတို့ကြည်ရကျွန်တော်တို့ဝမ်းသာတယ်တို့ကြည်ရကြည်ရတာပေါ့ဗျာကြည်ရတာအခုကတော့တို့ကြည်ရမှာမဟုတ်ပါဘူးချားလူတွေကလည်းတင်းနေရဖြစ်တဲ့တွေ့ကျွန်တော်တို့ကတော့ဟောဒါအခုကတော့တို့ကြည်ရကြည်မှလို့မဟုတ်တော့ဘူးဗျာအခုကတော့အရင်တော့ကတော့တို့ကြည်ရကြည်ရတာအခုကတော့ခုနောက်ပိုင်းမှာတော့တို့တို့ပဲတင်တာမဟုတ်ဘူးချားလူတွေလည်းတင်းနေတာဖြစ်တဲ့အတွက်တိတ်အာမကိုတော့ဘူးကျွန်တော်တို့ကတော့အာမကိုတော့ဘူးဟိုနာသားက ကျွန်တော်နာသကအနေနဲ့ခင်ဗျားတို့လည်းပဲဒါအသုံးလို့ရအောင်သုံးတာအခုလေဒီလက်ပါစီတွေအနေနဲ့ကျွန်တော်ပြောချင်တာပါဗျာလက်ပါစီနာသကရဲ့အဘဘောမနေတယ်ကျွန်တော်တို့ကတော့တက်မလို့စစ်တက်ကြီးတစ်ခုလုံးကိုကျွန်တော်တို့ကထားစစ်တက်ကိုတစ်ခုလုံးကိုကျွန်တော်တို့ကဟွာဖြစ်တာသူတို့ကတော့ ပုဂ္ဂိုလ်ကြီးကိုးကွယ်ပြီးရပုဂ္ဂိုလ်ကြီးနေလုံနေတာအတတ်မတော်ဘူးချက်တတ်မတော်ပုံလေးကြာစေအောင်လုံနေတယ်အောက်လေငယ်သားချင်းချင်းတွေးခွဲတာတို့ဒါတွေကခင်ဗျားတို့အပုတ်ချခြင်းနဲ့စကားအပုတ်ချခြင်းလူတယောက်ကအပုတ်ချလို့ရတာပဲပြောလို့ရတာပဲကျွန်တော်ဆိုရင်ဒီနေရာမှာဒါအောင်မင်းတို့စကားနဲ့ပြောရင်ကိုတက်ဆိုသူကပြောလို့ရတာပဲကျွန်တော်တို့မပြောပါဘူးကိုတက်ဟာကိုတက်ပဲကိုတက်ဟာကိုတက်ပဲကိုတက်ပဲဒါဒါကျွန်တော်တို့လည်းအသက်ကြီးလောက်ပြီအသက်လည်း60လောက်ရှိလောက်ပြီဒီလိုဒီလူတွေကတက်ကနေငိမ့်သားယူပြီးဆိုတော့အနည်းဆုံး60 60 90လောက်တော့ရှိလောက်ပြီအသက်လည်းအသက်တွေလည်းကြီးပြီ ခုချိန်အထိသမင်းတလုံးအတွက်ကိုဟိုသူတော်ဘာမြေကြီးကြီးနဲ့သမင်းသမင်းစားတော့မဲလားသမင်းစားတော့မဲလားခင်ဗျားတို့ဟာတိုင်းပြည်တွေလုံးလုံးတယ်ဆိုပေမဲ့လို့တချို့ကိစ္စတွေကခင်ဗျားတို့ဖောင်းနေရတယ်အများကြီးရှိတယ်ခင်ဗျားတို့လောရမယ်လို့ခွေးရကဲရမယ်လို့ကဲကျတော့ဟောင်းရမယ်လို့ကိုဟောင်းတော်ပြီဗောတော်ပြီဗောဒါမဲ့လို့ခင်ဗျားတို့တိတ်ပြီးကိုအိမ်သူအိမ်သားတွေကိုတော့တိတ်ပြီးမငင်းသေးနေလေဗျာကိုကျတော့ကိုရဲ့ဇက်တူစားတွေတော့မစားကြနဲ့လေဗျာကဲဒီလောက်ပါပဲကျလားဒါကြောင့်မလို့နာဆာကနေတက်မလို့ပုံရိပ်ကို ကြဆင်းအောင်လုပ်နေတာဟာသူတို့ရဲ့လက်ပါစီတွေပါတို့တို့ရဲ့လက်ပါစီတွေပါဆိုတဲ့အကြောင်းလေးကိုလာပြောတာပါဒီလောက်ပါပဲအားလုံးအေးချမ်းကြပါစေဗျာဒီလိုလူတွေကိုကိုခွေးကိုပြန်ထိုင်းနိုင်ကြပါစေအခုလက်ပါစီတွေကိုပြန်ပြည့်စစ်ကလေးပါလေးဆွဲနိုင်ကြပါစေသူတို့ဘာကဖောင်းသွားရင်တော့ဖမ်းဖို့စီးဖို့ရအတွက်တို့ကအားပေးကြတယ်အားပေးကြတယ်ရေးကြတယ်ပြောကြတယ်တိတ်တွင်းကြတယ်တိတ်တွင်းကြတယ်ကိုကိုယ်တိုင်ဖောင်းနေတာကိုရောမြင်ရလား မြင်ရလားကိုကိုရင်ခင်ဗျားတို့ဖောင်းနေပြီခင်ဗျားတို့မွေးထားတဲ့လူတွေလည်းမောင်းနေပြီမွေးထားတဲ့လူတွေဖောင်းနေရင်မွေးထားတဲ့ပုံကိုယ်တွေမှာလည်းတာဝန်ရှိတယ်တာဝန်ရှိတယ်နတ်ဆကမှာလည်းတာဝန်ရှိတယ်တပ်ဘော်မှာလည်းတာဝန်ရှိတယ်ဒီလူတွေလှုပ်တဲ့လှုပ်ရက်တရားမှန်ကန်နေရင်လည်းခင်ဗျားတို့ရဲ့ဂုံတိတ်ခါပဲဒီလူကိုဒီလိုခင်ဗျားတို့ရဲ့မွေးသားသားတွေလှုပ်ရက်တရားမှားယွင်းနေရင်လည်းပဲခင်ဗျားတို့မှာတာဝန်ရှိတယ်ဆိုတာလေးကိုလည်းပဲသတိထားကြပါဦးလို့ပြောရင်းနဲ့ကျွန်တော်ဒီကုန်းချုပ်ပြရစီဗျာတော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်